အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့ဒီညအစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးကြိုလဲပါတယ်အဲဒီညမှာတော့ကျွန်တော်တို့လက်ရှိ Manchester United အသင်းရဲ့နီးပြနဲ့ Manchester United အသင်းရဲ့ကစားသမားတို့ကဒလတာအကောင်စုစုတွေကိုတော့ ဒါအကုန်လုံးတက်တဖွဲ့လုံးဒါပြောအကုန်လုံးကိုစုကူးသွားခဲ့နှစ်မှာရှိတယ်။ Save of the month ကိုတော့ကျွန်တော်ထင်တာ Manchester United တဲ့မရလာဘူးထင်တယ်။ဒါကျွန်တော်ထင်တာပဲကျွန်တော်မသိသေးဘူးဗောနော်။ဒါမရလာဘူးလို့များဟောဆိုဒီနေ့မှာဒါကျွန်တော် Audi ဘေးအုပ် Audi ဘင်းနာတော့ကျွန်တော်ကျွန်တော် Sunderland Manchester ဒါပို့ထုတ်ချက်တွေကောင်းနေဆိုပေမဲ့ဒါကျွန်တော်အနေနဲ့ United တော့ရမယ်တော့သိမှာထင်တယ်။ဒါပေမဲ့လက်ရှိမှာဒီလမှာဒါကျွန်တော်တို့စုပွင့်အကုန်လုံးလုပ်ပြသွားခဲ့တယ်။အော်တိုဘာလရဲ့အကောင်းဆုံးဒီပြစုကတော့ Ruben Amorim ကရရှိခဲ့ပြီး၃ဘွဲကစားပြီးတော့အော်တိုဘာလအပွဲပေါ့နော်၃ဘွဲနိုင်ခဲ့တယ်။အဲဒါကြောင့်လက်ရှိ အမ်ဝမ်ဘူကလည်းရှိဒါကျွန်တော်တို့သူ့အနေနဲ့အောက်တိုဘာလတုန်းကလေးဂိုးပါဝင်ပတ်သက်ခဲ့တယ်ပေါ့နော်လီဗာပူးပွဲစမှာတကူသွင်းပြီး Brighton နဲ့ပွဲစမှာနှစ်ဂိုးသွင်းတယ်ပြီးတော့ကျွန်တော်ဒါရှေ့ပွဲမှာတကူဖန်တီးမှုရှိခဲ့တယ်ပေါ့နော်အတူတည်းလေးဂိုးပါဝင်ပတ်သက်တဲ့၃ဂိုးသွင်းပြီးတော့တကူပါဝင်ပတ်သက်မှုရှိခဲ့တယ်အဲ့တော့ဒါကျွန်တော်တို့ရှေ့ရပိုင်းကကန်ခဲ့တဲ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ရှေ့ရပိုင်းကနေပဲဒါကျွန်တော်တို့ဒီဒီဒီနိုဗမာလာလည်းဝင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော် Nottingham Forest ကိစ္စကြီးကိုအကုန်လုံးဝိုင်းပြောကြ Nottingham Forest ကဒီလာလည်းဝင်သွားခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့အောက်တိုဘာလမှာတော့ဒါကျွန်တော်ဒီ၃ပွဲကိုပဲအဓိကရွေးချယ်အဲ့တော့ Ruben Amorim ကအဲ့ဒီပွဲစဉ်၃ပွဲ ွဲမှာ၃ဘွဲလုံးဝင်ရက်ကော့ရခဲ့ပြီးတကယ်ကိုကောင်းမွန်နေတာကျွန်တော်တို့နီးပြနေတယ်ပြတာအဲ့တော့ ဒီညမှာဒါတွေကိုတော့ကျွန်တော် United အသင်းနဲ့ဒီစုတွေရတဲ့ဥစ္စာကတော့အသင်းရဲ့လမ်းကြောင်းမှန်ဘောကိုရောက်တည်ကြတဲ့အတိုင်းနာတစ်ခုလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီစုတွေကတခါခါကျရင်ဒါကျွန်တော်အမြဲတမ်းဒါကတ်ဆိုက်တတ်တဲ့ movement တွေလည်းရှိတတ်တယ်ပေါ့နော်။အဲ့တော့မမဲ့ရပဲဒီလိုပဲဒါတလတာအကောင်းဆုံးစုကိုရပြီးဒါကျွန်တော်တို့နောက်ပွဲကန်နေဆိုအမြဲတမ်းလို့ဒါတိုင်ပတ်ခဲ့တဲ့ movement တွေရှိတယ်။ဒါအဲ့လိုမျိုးပြန်တွက်မယ်ဆိုရင်တော့လက်ရှိမှာ Northern Forest နဲ့ပွဲစဉ်ပေါ့နော်။ Northern ကျွန်တော်တို့ခမရသိမ်းမလို့ခမရမဆိုင်ဘူး။ဒါအော်တိုဘာလာအော်တိုဘာလာအဲ့ကျွန်တော်စုရပြီးနောက်နေ့မှာအမြဲတမ်းမမဲ့ရ Northern Hospital Nipia Ash Poster Goglu အဲ့ဒီစုရပြီးနောက်ပွဲတာ မှတ်မှတ်ရချက်စီးပွဲစဉ်နဲ့ကန်တဲ့ချက်ကျွန်တော် full one နဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှတ်မှတ်ရပါပဲအဲ့တော့ အဲ့ဒီဒါကျွန်တော်တို့တသက်တာအကောင်းဆုံးစုတွေကအမြဲတမ်းလိုလိုကတ်ဆိုက်တတ်တဲ့စောက်ချင်းရှိတယ်။ကစားသမားတွေကတော့အဲ့လိုမျိုးတွေတော့နေရာမသိဘူး။ဒါကြောင့်ဒါပေမဲ့နီးပြတွေကအဲ့လိုမျိုးဒါကျွန်တော်တို့ပြဿနာတွေတက်ခဲ့တယ်။အမမဲ့ရတာကျွန်တော်တို့ move အသင်းအနေနဲ့လက်ရှိဒါကျွန်တော်နီးပြဟောင်းဖြစ်ခဲ့တယ်ဒါကျွန်တော် Gary O'Neil တယောက်လည်းအဲ့တိုင်းပဲ။ဒါကျွန်တော်တို့မမဲ့ရ groove အသင်းနဲ့တူဒါကျွန်တော်တက်တာကောင်းနောက်နေ့ကျတော့ဒါတလတလလုံးဒါပွဲတိုင်းရှုံးသွားခဲ့တဲ့ moment တွေရှိတယ်ပေါ့။အဲ့တော့ဒါဒီရာကဒါခဏခင်ဗျားတို့ဒါကျွန်တော်အမတ်တရပဲပြတာပေါ့နော်။ဟာသနေဘောကိုရီအသင်းတော့လည်းကိုရီအနေနဲ့ခိုင်။အဲ့တော့ Ruben Amorim ကဒီလိုခံဖို့အတွက်ရရှိမှာရခိုင်လို့နေပါတယ်။ဒါလက်ရှိမှာလုံးဝရခိုင်လို့ဒါတော်တော်လေး 你那个，反正。<noise> လက်ရှိမှာ United အသင်းနဲ့ Ruben Amorim ရဲ့ဒါ philosophy လက်အောက်မှာကျွန်တော်တို့ပြည်သက်တွေတင်မဟုတ်ပင်နေဒါလက်ရှိမှာပိုင်ရှင်တွေကပါတော်တော်ကြီးကိုအခုလက်ရှိအခြေအနေကိုအင်မတန်မှသဘောကျနေတယ်လို့သိရတယ်မှာပါပါတယ် Ruben Amorim ရဲ့လက်ရှိဒါကျွန်တော်တို့အခြေအနေတွေပေါ်မူတည်ပြီး United အသင်းက Ruben Amorim ကိုပဲဒါကျွန်တော်အနာဂတ်ရဲ့တော့တွေကိုအကုန်လုံးကိုပေးထားတယ်ဆိုတဲ့သတင်းတွေကတော့လက်ရှိနောက်ဆုံး update သတင်းတွေရတော့ရှောက်တင်လာခဲ့တယ် Laura White ဝယ်ရေးသားထားပုံရဆိုရင်တော့ United အသင်းကတော့ဒါကျွန်တော်တို့ Ruben Amorim နဲ့ပတ်သက်ပြီးဆိုရင်တော့စိတ်ရှည်ဖို့တော့လုံးဝပြင်ဆင်ထားပြီးသားဖြစ်တယ် လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာဒါကြောင့်ဒီရပိုင်းပွဲစဉ်တွေမှာဒါကြောင့် United အသင်းတွေအသီးပွင့်တွေအများကြီးခံစားခဲ့လို့ပြောလို့ရတယ်ဒီနောက်ပိုင်းပွဲစဉ်နောက်တစ်ခုဒါ Jurre Amorim ကိုချီးကျူးနေတာဒါကြောင့် losing management တော်တော်လေးကိုခေါင်းမြင်နေပေါ့နော်အဲ့တော့ အဲ့ဒီမှာဒါနောက်တစ်ခုထပ်ပြီးပြောဘူးလို့ဒါကလည်း Manchester United အသင်းကိုယ်တိုင်ကလည်းဒါကြောင့်တပတ်တပွဲကစားရတဲ့ဥစ္စာကတော်တော်လေးအသင်းအတွက်ထိခိုက်နစ်နာမှုနည်းတယ်လို့ပြောလို့ရတဲ့နာမရှိပါတယ် United အသင်းနဲ့တပတ်တပွဲကစားရတဲ့ဥစ္စာကဒါကြောင့်သူများအသင်းနဲ့ပြန်ရှင်မယ်ဆိုရင်တကယ်ကိုတော်တော်လေးကိုဒါစစ်ချမ်းသာဖို့ကောင်းတဲ့ movement တွေရှိတယ်။ဥပမာလက်ရှိဒါကျွန်တော်တို့တီး6ဒီထဲမှာဒါကြောင့်ဒဏ်ရာမှုအ ਨੇ ဆုံးလူစည်ရင်းကိုပိုင်ဆိုင်ထားတာ Manchester United ပဲ။ Manchester United အသင်းနဲ့ခုလက်ရှိမှာသူတို့ရဲ့ဒဏ်ရာရေးလူစည်တယောက်ပဲဂျန်နေနေတာပဲ။အဲ့ဒီလူကလည်းဒီ Sandro Martinez ပဲဖြစ်ပြီးတော့ Martinez ကိုယ်တိုင်ကလည်းလက်ရှိမှာမျက်ခင်းစိမ်းပုံမှာပြန်လေ ပြီးဒါကျတော့ပြန်ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့မကြခင်မှာတော့ Lisandro Martinez ကို Manchester United အသင်းရဲ့ပြိတ္တတွေ Ruben Amorim ရဲ့လက်အောက်မှာအပြည့်အဝစတင်ပြီးတော့တွေ့ရဖို့အတွက်ဒါကျတော့မဆောင်လို့ရဆိုမဆောင်နိုင်တော့ဘူးဆိုတော့အကုန်လုံးသိပြီးသားပဲအဲ့တော့ဒီနေ့မှတော့ကျွန်တော်တို့ဒီနှစ်မှာ Manchester United ဒီနှစ်မှာကြီးတော့မဟုတ်ဘူးเนาะဒီဒါကျွန်တော်တို့ Bright M1 ပို့ပြီးအနေနဲ့ဒါကျွန်တော်လက်ရှိဒါလေးကိုပါဝင်ပတ်သက်တာမှန်ပေမဲ့ဒါ Ineos တို့လက်အောက်မှာလူဝဲခဲ့တဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားမှာလဲ ရှိတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်တယ်။လက်ရှိတာကျွန်တော်တို့ရူပန်အမိုရင်ဒါကျွန်တော်တို့ရူပန်မော်ဒါအင်းရော့စုအစုနဲ့မနစ်ကနွေရာဒီဘက်မှာဟောဆောက်ရာဒီဘက်မှာဝယ်ယူတဲ့ကစားသမားတွေကဗျာ အသင်းပေါ် impact အများကြီးဒါကျွန်တော်ဆွတ်ဆက်ပြီးဝန်တိုင်းကြီးမကြီးဘူးဆိုရင်တော့အသင်းပေါ် impact အများနဲ့ရှိဥပမာလက်ရှိမှာဒါမနစ်ကဝယ်ထားကစားမှာဒါမဲ့ US delete တို့မာဇွားဝီတို့ရဲ့တွေ့လုံးဝင်ထားကြတယ်ဒီလိဆိုတာ United အသင်းရဲ့လက်ရှိခံစားမှာ underrated ဖြစ်တဲ့ဒါခံစားမှုတယောက်ဖြစ်နေဆိုလုံးဝငင်းစရာမလိုဘူး United ရဲ့ခံစားကြောင့်မှာဒါကျွန်တော်တို့ United Euro နဲ့ဒါကျွန်တော်တို့ Harry Maguire ဒါမှမဟုတ် Luke Shaw တို့နဲ့ဒါတခံစားကြောင့်မှာဒါ center back တယောက်နဲ့တကယ်ကိုဒါကျွန်တော်တို့ highlight တစ်ခုအနေနဲ့အရန်ကြီးပြောစရာမဟုတ်ပေမဲ့ လက်ရှိနောက်ဆုံး update တည်င်းနေအရာဆိုရင်တော့ဒါကျွန်တော်နောက်ဆုံး update တော့လက်ရှိနောက်ဆုံးပုံစံတွေအရာဆိုရင်တော့ဒီ league က united အသင်းရဲ့ cancel ကြောင်းမှာတော်တော်လေးကိုအားကိုးရမယ်နေထားမှာရှိရတယ်မှာပေါ့အဲ့တော့ indio စုနေနဲ့ဒါကျွန်တော်လက်ရှိဒါ machine နဲ့ပေါ့ဒါကျွန်တော် zigzy ဆိုလဲဒါအမှန်တည်းပြောမှာမဟုတ်တော့ ruben amorin သာမကြိုက်တယ်ကိုရီးယား zigzy ကိုကြိုက်တယ် zigzy ရဲ့ကစားပုံကိုကြိုက်တယ်ပေါ့အမှန်တည်းပြောမှာဆိုကိုရီးယားအသင်းမှာ zigzy ကိုလို့ပေါ့ zigzy လို့ဆန္ဒပေါ်ရောက်မယ်ဆိုရင်ဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အသင်းရဲ့တောင်ပံနေပို့ပြီးကောင်းသွားနိုင်တဲ့အနေထားမှာရှိလို့ကျွန်တော်အနေနဲ့မြင်တယ်လက်ရှိမှာ united အသင်းကပေါ့နော် size ကိုဒါနီးပြနဲ့ခေါင်းမာပြီးဆက်သုံးနေတာဒီဆိုင် zigzy ကဒါကျွန် တို့ center forward နေရာမှာသုံးခွန်ညာနဲ့ဒါကျွန်တော်တို့လက်ရှိ right among ဘူတွေဒါ walk creep ပါပူတက်သွားနိုင်တဲ့နေရာမှာပါတယ်လို့ကျွန်တော်နေမြင်တယ်ဒါပေမဲ့ဒီပြဒါကိုမမြင်တာလားမမြင်မသိကြအောင်မဆောင်ဒါမျိုး sas ကိုကိုပဲပတ်ဆက်စည်းကြီးပေးရလို့ပဲဒါတန်သုံးနေတာလားတော့မသိဘူးနော်တခါကျ ruben amorin ကိုလည်းချီးကျူးရမယ်အမေဥစားရှိမယ်တခါက ruben amorin ကိုလည်းတခါခါကြာရင်ကြည့်ဒီဘက်ဘာဒီများလုံနေတယ်လို့တော့မေကွန်းထုတ်မယ်တော့ပါဒါပေမဲ့လက်ရှိမှာဒါဒီဘက်ကကျွန်တော်တို့ဘာဒီများမေကွန်းထုတ်မလို့လဲဆိုတဲ့မေကွန်းကိုမှဒါကျွန်တော်တို့တလတာအကောင်းဆုံးစုရင်းနဲ့အတူကျွန်တော်တို့ရဲ့နှခန်းဒီကိုဒါပိတ်ပစ်ခဲ့နေတာမှရှိတယ်ပေါ့နော်အဲ့တော့ လက်ရှိခုနဘရိုင်းအမ်မိုးဘူးနဲ့ဆက်ပြီးအဲ့တော့ဒီနှစ်မှာမန်ချက်စတာယူနိုက်တက်အသင်းဝယ်ယူထားကစားသမားတွေဘန်ဂျမင်ဆက်စကိုအခြေတကူယူနိုက်တက်အသင်းစထရိုက်ကာနေနဲ့ဒါအခြေတကူအမြင်နဲ့ပေးဖို့လိုပါတယ်။လက်ဝဲနဲ့မှာဒါကျွန်တော်လက်ရှိမက်သူးစ်ကွန်နာနဲ့ဂိုးဒီတာအဆစ်တွေအများကြီးပါဝင်ပတ်သက်မှုမရှိပေမဲ့အသင်းလိုက်စုဖွဲ့မှာမက်သူးစ်ကွန်နာရဲ့ဝေါ်ဂရီကဘလောက်ရေးပါလဲဆိုပွဲကြီးရဲ့လူရန်သိနေမယ်။ Brian Amwan ဘုကတော့ပြောစရာကိုမလိုတဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့ပုံကူရမြင်တယ်။ Brian Amwan ဘုကလက်ရှိမှာ Brandford က Brian Amwan ဘုအပြည့်တော်မမြင်ရသေးပဲလက်ရှိမှာသူ့ရဲ့တာ80ရာခိုင်လောက်ကိုပဲမြင်ရသေးတဲ့ Brian Amwan ဘုကိုကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဒီ နောက်ပိုင်းခုနှစ်ဒီမှာပေါ့နော် Indians ရဲ့ underrated ခေါ်ယူမှုအဖြစ်ဆုံးတစ်ခုပြောပါဆိုတော့ Gotama Sanalamens ကိုပြောမှာပဲ Sanalamens အနေနဲ့အခုလက်ရှိဒါကျွန်တော်ကန်ထဏအများကြီးတော့မရှိသေးပေမဲ့ ူ့ရဲ့လက်စွမ်းတွေကတော်တော်ကြီးကိုကောင်းနေတယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမမြင်နဲ့တခါကျရင်မကွနာပေါ်သူဘယ်တာဂိုးသမားတယောက်ကခံစစ်ကြောင်းကိုပြောင်းလဲနိုင်တယ်ဆိုတဲ့ဝေါ်ဟာရာအိမ်မတမရေးပါတယ်ဒီနေ့မှဆိုတော့ကျွန်တော်ပုံပွင့်လေးမျိုးကဂိုးသမားတွေကိုပြောင်းလဲလာတဲ့အသင်းတွေများလာခဲ့တယ်လက်ရှိမှာတော့ကျွန်တော်ဥပမာပြောဆိုမန်ချက်စတာနဲ့အသင်းရှိတယ်ဒါနဲ့တော့မကွနာကျွန်တော်ဆန်ဒလမက်စ်ကိုပြောင်းလဲထားတဲ့အသင်းတွေအခုလက်ရှိမှာအဲ့ဒီအသီးပွင့်တွေကိုကောင်းကောင်းမွန်မန်ချက်စတာနှစ်သင်းလုံးခံစားရတယ်ဒါနဲ့တော့မအောင်ပြောင်းစေးထားတဲ့ဒါမန်ချက်စတာစီးတီးတွေနဲ့လက်ရှိမှာဂျေးထရက်ဖူပါခေါ်ထားတဲ့အသင်းတစ်သင်းအနေနဲ့ဂိုးသမားနေရာမှာဒေါ်နာရောမာကြီးဘလောက်ကောင်းတဲ့စီးတီးပြိတ္တာတွေအသ ည်ဆုံးဖြစ်ပါလိမ့်မယ် United အသင်းရဲ့လက်ရှိမှာတော့ကျွန်တော်တို့ Sunderland ကိုမှာတော့ကျွန်တော်တို့ပြောချင်တာဗျအဲ့ဒါ Otte Bayena တို့ Andre Onana တို့ကိုကြည့်ပြီး Sunderland ကိုကြည့်ရပြည်သက်တွေနေနဲ့တတော်ကြီးကိုတော့ကျွန်တော်တို့ Breath of Fresh Air ပေါ့နော်ဒါဟိုအသစ်စမ်းတစ်ခုပုံစံမျိုးဆိုရတဲ့ဟို all ဟို David De Gea တခါကြိုက်မှာကျွန်တော်အမြဲတမ်းပြောတာရှိတယ်ပေါ့နော်ကိုသမားတွေ ရဲ့အဓိကလောက်ကတော့ကျွန်တော်တို့ကိုဖမ်းမှာပဲခမခမ6တော့နဲ့ဘလောက်ကောင်းကောင်း at the end of the day မှာကိုဖမ်းမှာပဲကျွန်တော်ဒီကျွန်တော်ဒီ tradition အဲ့ဒီမှာကျွန်တော်ကျဲနေမှာကျွန်တော် modern နေကျွန်တော်ကုနာလေးပဲဒါပေမဲ့ဂိုးသမားကိုတော့ကျွန်တော်တို့ကိုပဲဖမ်းစေချင်တယ်6တော့ကောင်းတာတော့ plus size ပေါ့ of course ဒါ plus ဖြစ်မှာဒါပေမဲ့ဂိုးသမားက6တော့ကောင်းပြီလက်မကောင်းရင်ဘာလုပ်မလဲအဲ့ကောင်ကျွန်တော်ကွင်းလေတဲ့ထဲဆောင်အောင်ပါကျွန်တော်ပြောရသေးတာဂိုးသမားရဲ့အသက်သူကျော်လက်နဲ့အရန်ကောင်းအောင်ဥမာကျွန်တော်တအားဥမာသူများသိမပြောပါကို့အသိမဲ့ကိုပြော Tottenham Hotspur အသိမဲ့ Vicario Kiski Kiski ရဲ့တင်ပေးတဲ့ဘောလုံးနေအရန်မိုက်တယ်ဒါပေမဲ့ကျွန်တော်ဘာလုပ်လို့ရမှာအဲ့ Kiski ပေါ့တင် ကင်းစကီတစ်ဖက်ကကန်လိုက်တဲ့မှန်သမျှ twin goal တွေဂိုးနေမှာတော့ဘာမှသိထူးမှာမဟုတ် NBA ဝန်ထမ်းရဲ့ပြဿနာတုံးကလည်းဒီတိုင်းပဲဒါကျတော့သူ့ရဲ့ကန်တင်ပေးမှုတွေတရားကောင်းနေဒါပေမဲ့သူ့ရဲ့ဒါကျတော့ short stopping နေတာဒါ bullshit ကြီးပဲပြောစရာအဲ့တော့ United အသင်းနဲ့ဒီကျွန်တော် Indians တာကုနာ Play of the Month ရတာနဲ့တွင်းပြီပေါ့နော် Brian Amwan မှုလက်ရှိမှာ Matthews Corner Benjamin Scars ကို Sanel Lemans ဒီလိုကစားသမားမျိုးတွေကိုခေါ်ယူနိုင်ခဲ့တာက United အသင်းအနေနဲ့ဒါကျွန်တော်တကယ်ကိုကောင်းမွန်တဲ့ခေါ်ယူမှုတွေပြောတယ်။ဒါခါကျရင်ခုနကပြောလို့ပဲ Experience Premier League မှာရှိပြီးသားကစားသမားကိုဝယ်တာအသင်းပေါ် Impact ဘလောက်ထိကြီးမားလဲဆိုတော့ Brian Amwan မှုလိုကစားသမားမျိုးကဆက်လက်ပြီးပြသနေသေးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ခုနက Ruben Amwan နဲ့ခုလက်ရှိမှာဒါကျွန်တော်တလတ်တာအကောင်းဆုံးဆူရခဲ့တယ်။လက်ရှိမှာ November လအစမှာတော့ကျွန်တော်တည်ဝဲဖြစ်သွားပြီဖြစ်တယ်ကြောင့်ဒါကျွန်တော်တို့လက်ရှိ November လမှာရောနောက်ထပ်ဒါအကောင်းတစ်ခု ူဆူရဖို့အတွက်တော်တော်ဟော့စပါနဲ့ပွဲစဉ်မှာသူ့အနေနဲ့ဘာဒီများလုပ်ပြမယ်အဲ့တော့ရူဘန်အမိုရီကတပွဲနဲ့တပွဲသူ့နဲ့သူ့ရဲ့ technical flexibility ကိုတော်တော်လေးပြန်ပြီးမြင်လာခဲ့တယ်အရန်ကြီးခေါင်းမာနေတဲ့ပုံစံမျိုးတော့မဟုတ်ပေမဲ့မဆိုးလာတဲ့ပုံစံမျိုးတစ်ခုကိုဒါ United အသင်းစီကနေသူတို့အနေနဲ့တွေးရမယ်တဲ့မှာပါအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဟိုပုံမှန်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါပါပဲ United အသင်းနဲ့ဒီနေ့မှာတော့လူတွေဝယ်ယူမှုမယ်နဲ့ဝယ်ယူမှုရဲ့အသီးပွင့်တွေကိုခန်းစားနေရတယ်လို့ပြောနေတယ်ကျွန်တော်ဒီနေ့မှာနားခွင့်ပြပါဦး ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV4 ရတော့မှဂျင်းစပောင်းကူညီလို့ရပါတယ်။မြန်မာပြည်နဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနယ်ဖြစ်ပါတယ်။အားလုံးမကြွတော့ပါနဲ့။ကောင်းမွန်တော့နေနေဖြစ်ပါစုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးကြည့်ကြတာပေါ့။ကျွန်တော်ကပြပါဗျ။မြန်မာပြည်ကလစ်ပြကြပါမြန်မာကလစ်မှာမြန်မာနယ်ဖြစ်ပါတယ်။ဒေးပါဗျ။